ဆောင်ဟီကိုရဲ့အစိုးရကအစိုးရအဆုံးရေးစားဟောင်းတောင်ကိုရီးယားမင်းသားလီပြောင်ဟွန်နဲ့ဆောင်ဟီကိုတို့ဟာဆိုရင်တော့2003ခုနှစ်တုန်းကအော်ရင်ဇလန်တွေရှိုက်ကူအပြီးမှာချက်တိုက်ခဲ့ကြပြီးတော့လူသိရှင်ကြားတွေ့ခဲ့တဲ့ဆောင်တွေဖြစ်ပါတယ်။လီပြောင်ဟွန်နဲ့ဆောင်ဟီကိုတို့ကလူသိရှင်ကြားတွေ့ခဲ့မှုတဲ့နာမည်ကြီးမင်းသမီးရဲ့မင်းသားတွေဆိုပေမဲ့လည်းသူတို့နှစ်ဦးရဲ့အချက်ဇလန်ကထင်ထားသလောက်မယုံရှင်းပါဘူး။လီပြောင်ဟွန်နဲ့တွေ့တော့ကဆောင်ဟီကိုရဲ့အသက်က 20ပဲရှိပါသေးတယ်။အဲဒီအချိန်တုန်းကစောင်းရီကိုက Attend in my heart ဆလန်နဲ့နာမည်ကြီးပြီးတော့အောင်မြင်လာခဲ့တာဖြစ်ပါတယ်။စောင်းရီကိုကလီပြောင်းဟုံးကိုအရင်ချစ်ခဲ့ပို့ပြီးတော့အအောင်မြင်ဆုံးအချိန်မှတောင်တွဲဖို့ကိုမတွန်းဆုပ်ခဲ့တဲ့သူဖြစ်ပါတယ်။လီပြောင်းဟုံးကိုစောင်းရီကိုကအစိုးဆုံးချစ်သူအဖြစ်မဖော်ပြခဲ့ပေမဲ့အရေးမို့လို့ပြောခဲ့ပို့ပါတယ်။အဲဒါကတော့သူမမကြိုက်တဲ့အမားကိုနောက်ထပ်ဘယ်တော့မှမလုပ်တော့ဘူးလို့ဂတိပေးထားတဲ့သူကချစ်သူညီရဲ့အမားတွေကိုပဲဆက်လုပ်ခဲ့ပါတယ်လို့အင်တာဗျူးတစ်ခုမှာဖွင့်ရပြောဆိုခဲ့တာဖြစ်ပါ ါရယ်အချိန်လေးတွေအားလုံးကိုချိတ်ဆက်ရင်ပရိသတ်တရားအရိအကြောင်းအရာကိုလေပြောင်းဟုံးကိုရည်ရွယ်ပြီးတော့ပြောခဲ့ရလို့ဆိုခဲ့ပါရယ်လက်ရှိမှာတော့လေပြောင်းဟုံးကမင်းသမီးလေးမင်းဂျန်နဲ့လက်ထပ်ခဲ့ပြီးတော့တင်းငိန်အေးချဲတဲ့အိမ်တော်ရေးလေးကိုထူထောင်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါရယ်ရှင်